Hello အားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ Manchester United က International Break မတိုင်ခင်ကစားတဲ့ Sunderland နဲ့ပွဲမှာ2ဂိုးကိုမရှိဆိုတဲ့ရလနဲ့ကျတို့ဒါအနိုင်ရတယ်အင်ကွင်း Old Trafford မှာကျတို့ Sunderland လူမျိုးလက်ရှိ တန်တက်လာတဲ့အတင်းတင်းကမထင်မထဲမထင်မဖဲနဲ့ form ကောင်းအောင်လုပ်ပြနိုင်တဲ့အခြေအနေမျိုးမှာကျတို့ဒါတကယ်ကောင်းနေရလက်ယူနိုင်ခဲ့တယ်ပေါ့လေ ကျွန်တော်တို့ဒီ Sunderland ကိုယင်ဆိုင်ခဲ့ရတာကအမှန်တမ်းပြောရင်ကျွန်တော်တွေးရတာမလွယ်ပါဘူး။ဘာကြောင့်လဲဆိုတော့ Sunderland ကအချီနီကောင်းနေပြီးတော့ကိုအတင်းကတိုင်ပတ်နေခဲ့တဲ့အတွက်ကျွန်တော်ဒီပွဲကိုလွယ်ကူမဲ့ပွဲတွေလို့ကို့အနေနဲ့ဘယ်တော့မှတော့ထင်မထားဘူးပေါ့နော်။အဲဒါပေမဲ့လည်းလို့လည်းရှိဒီပွဲမှာလည်း United ရဲ့ Two Sea ဆိုတာကတော်တော်ကောင်းနေရလက်ပါ။ဒီနေ့မှာတော်တော်ကောင်းနေရလက်လို့ဘာလို့ပြောရလဲဆိုတော့ဒီပွဲက clean sheet ရခဲ့ပြီးတော့ဒါဟာ Manchester United ရဲ့ DR ဒီပထမဆုံး clean sheet ဖြစ်နေလို့ပဲ။ ပထမဆုံးကလင်းရှိပါနော်ပထမဆုံးကလင်းရှိပါဆိုတော့ဟို lemons လို့ပွဲထွက်လာတဲ့ဂူဒမအတိအတွက်လဲဒါတော်တော်လေးကျင်းနေစရာဖြစ်ခဲ့မှာပေါ့လေသူရဲ့ပထမဆုံးပွဲမာတင်စပြီးတော့သူကလင်းရှိယူနိုင်တယ်နော်ဆာပြီးတော့သူ clean sheet ယူနိုင်တယ်ပြီးရင်အဲကျွန်တော်တို့ပြိသက်တွေမျောလင့်နေတဲ့ cross claim နာတွေပြိုင်ဘက်ကကျွန်တော်တို့ဘောနော်လောင်းဘောတွေပြီးလိုက်လို့ရှိရင်ပေါက်ဆဲကို cross တွေပါရောက်လာလို့ရှိရင်တက်ပြီးတော့ဖမ်းတာတချို့တွေးကြရတော့ ဒါဟာဘာယင်ဒါတို့အန်ဒရယ်ဦးနာနာတို့စီမှာကျွန်တော်မတွေ့ခဲ့ရတဲ့အပြုမှုမျိုးဆိုတော့ကိုရီပရိသတ်တွေအတွက်တော့ဒါဟာဂုသမားကိုလက်ခုပ်တီးပြီးတော့အားပေးခဲ့ရတဲ့အထီကိုပဲကျွန်တော်ဒါဖြစ်ခဲ့တဲ့အရာတွေပေါ့လေဒါတွေကိုကျွန်တော်ကြည့်ရင်ဘလောက်ကြီးကိုရီမှာဂုသမားနဲ့ပတ်သက်လို့တိုင်ပတ်နေတယ်လဲဆိုတာကျွန်တော်ကောင်းကောင်းမြင်နိုင်တယ်။နော်ဒီဘက်မှာနီးပြရူဘင်အမ်မိုရီနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောစရာတွေကျွန်တော်ရှိပါတယ်နော်။အမ်အခု website လေးကြည့်ကြည့်ပါဦး website ဝင်လို့ရပြီလားတော့။ ဆိုအဲ့လိုရှိရဲဆိုတော့ဒါကြောင့်ပေါ့နော် lemons အတွက်ဒီပွဲမှာနံပါတ်1သူအမားတွေကျွန်တော်မလုပ်ခဲ့ဘူးပေါ့နော်အမားတွေသူမလုပ်ခဲ့ဘူးအဲပြီးရင်ကျွန်တော်တို့ NDA များမဲ့ဆုံးဖြတ်ချက်တွေသူမချဘူးကန်တင်စရာရှိတာတွေသူကသူအမှန်ကန်ကန်တင်နေဒါပြင် Granite Jacker ရဲ့တော်တော်ကောင်းတဲ့ကန်ချက်ကိုလည်းသူပုတ်နိုင်ခဲ့တယ်နော်ဒါပြင်ဒုတိယပိုင်းပြီးကန်ဒီမှာဆိုလို့ရှိရင်ပြိုင်ဘက်ရဲ့ကျွန်တော်တို့ဒါ area တွေကနေပြီးတော့တိကန်တာကိုလည်းသူကာကွယ်နိုင်ခဲ့တယ်အဲ့ဒါတော့ကန်ချက်ကတော်တော်ကိုညံ့လုံးပါတယ်နော် Sunderland ဘက်ကဒါပြင်လည်းလို့ပေါ့နော် ဟို lemons ကာကွယ်နိုင်ခဲ့တယ်ပေါ့လေသူစီတက်တက်လာတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒါကြောင့်ဂိုးသမား lemons အတွက်တော့ဒီပွဲကသူပွဲထွက်ခွင့်ရတဲ့ပထမဆုံးပွဲမှာ clean sheet ရတဲ့ united ကနိုင်တယ်သူကိုယ်တိုင်လည်း contribute လုပ်နိုင်ခဲ့တဲ့အရာတချို့ရှိတယ်ဆိုတော့တော်တော်လေးကောင်းတယ်နောက်တစ်ခုကျွန်တော်သဘောကျတာက lemons အနေနဲ့ long ball တွေပါပြီးတွားတဲ့နေထားမျိုးမှာတို့ဒီပွဲတွေးခဲ့ရတာပါနော်6ချောင်းစလုံးနဲ့သူ့မှာ comfortable ဖြစ်တယ်ပြောချင်တာက တန်ပါတယ်ဆိုတဲ့ခြေတချောင်းလေးနဲ့ပေါ့နော်ကျွန်တော်တို့ကကန်တီနီယာမျိုးတွေမဟုတ်ဘဲနဲ့တော့လိုအပ်ရင်ဘဲခြေနဲ့ပေါ့နော်အဆင်ပြေပြေအဲရှက်ကူရူးစီကိုကျွန်တော်တို့ကတာဂက်မှောင်ကန်နိုင်နိုင်မျိုးတွေကျွန်တော်တို့ရှိတယ် နော်သူပေးတဲ့ဘောလုံးတွေကအတိုင်းအတာတကူကြီးကိုးစီရောက်တာများတယ်ပေါ့လေသူချခဲ့တဲ့ဆုံးဖြတ်ချက်တွေပေးဖို့ဆုံးဖြတ်ခဲ့တဲ့ဘောလုံးတွေဆိုလို့ရှိရင်လည်းပဲအန်ဒီရဲ့များတဲ့ဆုံးဖြတ်ချက်တွေဘာတွေမရှိခဲ့ဘူးသူတို့ပြင်ကျွန်တော်တို့ကဒီချိန်မှာဘာ risk man ယူလို့မရတဲ့အခြေအနေမျိုးမှာအန်ဒီရဲ့များတဲ့ဆုံးဖြတ်ချက်တွေမချမှတ်ဖို့လိုတယ်သူတို့ပြင်ဂိုးသမားစီကနေပြီးတော့ဒါကြောင့်ဒီပွဲကတော့ lemons အတွက်ပွဲထွက်ခွင့်ရတဲ့အခြေအနေမျိုးမှာတော်တော်လေးကောင်းခဲ့တယ်လို့ကျွန်တော်ပြောရမယ်ပေါ့နော်ဆိုတော့နောက်တန်းကဒီ league ကဒီနေ့ပွဲတော်တော်ကောင်းပါတယ်ဒီ league က အဲ ADHUSD မှာဆိုလို့ရှိရင်လည်းပဲလောက Monsters ဘာသာတိလာเนาะဒီကောင်ခေါင်းနေရှင်တိုင်နိုင်နေပြိုင်ဘက်ဘက်ကလာတဲ့လုံးနေကူသူအကောင်းဆုံးရှင်းနိုင်နေလနီယူရိုဆိုလို့ရှိရင်လည်းဒီဘက်မှာအဆင်ပြေတယ် Ground USD ဘာတွေသူကောင်းတယ်လူလျှောလည်းတော်တော်လေးတည်ငြိမ်နေပေါ့เนาะပြဿနာကကိုယ်ကစားမှထွတ်ပြလူလျှောလို့ဘာလို့ဆိုလို့ရှိရင်ဗျာကျွန်တော်စဉ်းစားကြည့်လူလျှောလို့ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ခြေစွမ်းကတခါတလေကောင်းနေတခါတလေညံ့နေဘာလို့လဲဒီကစားမကအာယုံစိုက်မှုအပြည့်နဲ့သူမကစားနိုင်ဘူး အတွေ့အကြုံကမြင်ရင်လာပြီဗျာဒီလားဒီကောင် United မှာကစားနေတာကျွန်တော်14လောက်ကလေးကဆောင်းတန်တန်ကနေပြီးတော့ United ကိုကျွန်တော်ပြောင်းလာတာ14 15လောက်ဒါလားနော်အခုလက်ရှိချိန်ဒီမြင်အတွေ့အကြုံကဒီကောင်သူမြင်ဘိုးအေးဖြစ်နေပြီ United မှာဒါကူပဲပွဲတပွဲလုံးမှာအစဉ်ပြေအောင်လို့ကျွန်တော်ဒါအာယုံဆိုင်ကစားသွားနိုင်ကြတာနေကျွန်တော်မရှိဘူးဒါဒါရှေ့ပွဲတွေကိုပြောဒါပေမဲ့ဒီပွဲမှာတော့အဲ့လိုမဟုတ်ဘူးဒါကြောင့် နောက်တန်း၃ရောင်စလုံးကအစဉ်ပြေတရောင်ဖြစ်နေတဲ့ခါကျတော့ဒါဒီပွဲအတွက်တော်တော်လေးကောင်းခဲ့တယ်ဗျာနော်ဒီလစ်တိုးပါတို့ကတော့ဒီယာဒီမှာတော်တော်လေးကိုအချိန်ကြီးကောင်းနေတာပါနော်တော်တော်လေးကိုအချိန်ကြီးကောင်းနေတယ်မားရီဆိုတာတွေကျွန်တော်တို့ခေရှားရှားအစီအပြေခဲ့တဲ့အနေအထားတွေကျွန်တော်များတယ်ဗောနော်ဒီလစ်တူကတော့လေအဲကြောင့်နောက်တန်း၃ရောက်စလုံးကတော့ဒီနေ့ပွဲမှာလိုအပ်ချက်အများကြီးမရှိခဲ့ဘူးလို့ကျွန်တော်ထင်တယ်ဗောနော်အဲကွင်းလေကိုကျွန်တော်ကြည့်ရင်တော့ဖာနန်ဒက်စ်ကတော့တာမန်ပဲလို့ကျွန်တော်ထင်တယ်ဗောနော်သူ့အနေနဲ့ကျွန်တော်တို့ဒီပြိုင်ဘက်ကိုကျွန်တော်တို့ဒီ သူကန်ကြက်ပြအိဒီယာပေါက်ထဲကနေသူကန်တဲ့အရာဂိုးသမားပုတ်သွားပြီးတော့တိုင်မန်ပြီးထွက်လာတာတော်တော်ကံမကောင်းတာပါအဲ့လုံကတော့တိုင်မဲလို့ဖာနယ်ဒက်စ်နေနဲ့တာမန်ပါပဲเนาะပြီးလို့ရှိရင်ကက်စမဲလို့လည်းတာမန်မဲလို့ကျွန်တော်ထင်တယ်သူသဖြင့်ဒီပွဲမှာကျွန်တော်အနေနဲ့အော်တိုပိုဇီရှင်ရှိပ်တွေဘာတွေမှာနီးပြကအပြောင်းလဲတွေဘာတွေကျွန်တော်လှုပ်ထားတယ်အဲ့ဒါကိုကျွန်တော်ခဏနေပြောမယ်เนาะအဲ့လိုတွေလှုပ်ထားတဲ့အခါကျတော့ကိုကွင်းလေးကစားမတွေမှာအရင် expose ဖြစ်နေခဲ့တာမျိုးတွေကျွန်တော်မရှိဘူးเนาะညာချမ်းကအာမက်ဒီယာလို့ဆိုလို့ရှိရင်လည်းပဲမိသားစုတွေကတယောက်ဆုံးရှုံးရအပြီးမှာသူတိုင်ပတ်နေတာပေါ့နော်တိုင်ပတ်တော့ကျွန်တော်တို့ကိုအနာပေးထားတယ် အနာပေးထားရင်လည်းကျွန်တော်ဒီပွဲမှာဆိုလို့ရှိရင်သူပြန်လာတဲ့အနေအထားမှာအဆင်ပြေတယ်ကျွန်တော်သဘောကျတာကဗျာသိလားနော်ပါလဲဆိုတော့အဲလီဗာပူးနဲ့ကျွန်တော်တို့ဗောနချဲစီပွဲတော့ကျွန်တော်မမီလို့မလို့ဖြစ်တော့ပါဘူးကျွန်တော်ကြည့်ပဲကြည့်တော့မယ်ဒါဘောဘောမှချက်ညီကိုရယ် sorry ပါဆယ်သမိုင်းနော်ဆိုတော့ဘာဖြစ်လဲဆိုတော့ဒီပွဲမှာဗောလေဒီပွဲမှာကျွန်တော်တို့အာမက်ဒီယာလုံနဲ့အမ်ဘူမိုဆိုလို့ရှိရင်ဗျာကျွန်တော်တို့သိတဲ့အတိုင်းပဲရှေ့ပွဲဒီမှာအခြေဆက်ကတအားတအားနဲတာအခြေဆက်ကဒါပေမဲ့ဒီပွဲမှာဆိုလို့ရှိရင်သူတို့နှစ်ယောက်အခြေဆက်တွေမိလာတယ်ဒါတော်တော်လေးကောင်းနေလို့ကျွန်တော်ပြောရမယ် ရှေ့ပွဲဒီမှာဒီကောင်လေးတအားတိုင်ပယ်တယ်သူတို့နှစ်ယောက်အန်ဘူမိုနဲ့အာမတ်ဘက်ကနေပြီးတော့ပေါ့နော်တကယ်ကောင်းတဲ့အခြေဆက်တွေဆိုတာတိတ်မရှိဘူးဒါပေမဲ့ဒီပွဲမှာဆိုလို့ရင်သူတို့အခြေဆက်တွေကောင်းကောင်းလှုပ်လာနေတော့တော်တော်လေးမဆိုးဘူးလို့ကျွန်တော်ပြောရမယ်ပေါ့နော်ဒါကြောင့်အဲ့ဒါကတော့ဝမ်းသာစရာပေါ့ဗျာဟိုဘက်ကဒါလော့ကတော့ပြောမနေနဲ့ကျွန်တော်ကတော့ဒါလော့အနေနဲ့တာမန်ထက်မပူဘူးလို့ကျွန်တော်ရှင်းနေဒါလော့ရဲ့အကောင်းဆုံးအချင်ကြီးကဘာလဲဆိုတော့လက်ပြစ်တာပဲဒါလော့ကိုမသိရင်လက်ပြစ်ဖို့အတွက်ကိုတည်တံထည့်ထားမယ်အချင်ကြီးမျိုးမှရှိတယ် crossing လဲကောင်းကောင်းမရောက်ဘူးပေါ့နော်အစင်ပြေုံတော့ပဲရှိခဲ့တယ်ဗျာကျွန်တော် အရင်ညံ့လွန်းနေဆိုတာကမင်း crossing အဲ့ကောင်ဘာ cross မှမလုပ်နိုင်ဘူးเนาะဘာ crossing ဘာမှတီကောင်မလုပ်နိုင်ဘူး dialogue ဆိုတော့ mazda v တို့ပါတို့အမှန်ကန်ပြန်လာပြီဆိုလို့ရှိရင်တော့ဗောနောကျွန်တော်တို့ဒါ united အနေနဲ့ dialogue တို့ပါတို့ကိုကြော်ပြီးတော့ဗောနောကျွန်တော်တို့ဒါထက်ရမှာမလို့ ဓာလုံးတို့ကြောင့်ပြောရတာမင်းခေါင်းထောင်ကိုက်တယ်အိုက်ကောင်ကြီးအချီနီဘလောက်စုနော်ဓာလုံးတို့ကြောင့်ပြောရတာခေါင်းထောင်ကိုက်တယ်ဆရာသမားကြီးနော်ခေါင်းထောင်ကိုက်တယ်နော်ခေါင်းထောင်ကိုက်တယ်မလီမလီမလီနော်ဆိုတော့အဲ့လိုမျိုးဖြစ်နေတယ်ဗျာနော်ဒါကြောင့်လောလောဆယ်မှာဓာလုံးဓာလုံးကတော့ဘောနော်မာစတာဝီပြန်လန်တိုင်ပက်မလူထင်းနေနံပါတ်10တို့မှာမေဆန်မောက်နဲ့ဗင်ဂျမင်ရှက်ကူကတော့နှစ်ယောက်စလုံးဂိုးရတယ်ဂျင်းနဲ့ဆရာပါအန်ဘူမူဒီပွဲမှာနော်ဒါအန်ဘူမူရဲ့အကောင်ဆုံးခြေသွင်းကိုကျွန်တော်မြင်ရတာမဟုတ်ဘူးဒါပေမဲ့လို့ဒီပွဲတိုက်စစ်၃ယောက်စလုံးကတော့တော်တော်ကောင်းတယ်လို့ကျွန်တော်ထင်နေပေါ့နော် တော်တော်လေးကိုသဘောကျကြရလို့ကျွန်တော်ထင်တယ်။နော် off the ball movement တွေနော် off the ball work rate တွေတိုက်စစ်သွားတဲ့နေရာမှာရှေ့ပွဲတွေခါတဲ့ပူပြီးတော့ကျွန်တော်တို့ဘောနော်အခြေဆက်တွေကျွန်တော်မိလာတာဖြတ်တယ်မို့ပေးရမယ့်အရာကိုပေးတာကံဖို့အခွင့်တာတဲ့အရာကိုကံတာဒါမျိုး ခါတိုင်းလူမျိုးအီရီယာပေါက်ထိတ်ကနေရသည်မြအတကုံကင်းနေတာမျိုးကျွန်တော်မဟုတ်တော့ဘဲနဲ့အခွင့်အရေးဖန်တီးဖို့ကျူးပန်းတာတွေကကိုပဲကျင်းနေဆရာလို့ကျွန်တော်ပြောရမှာပဲဒါကြောင့်မက်ဒီစ်ကွညာကို drop လုပ်ခဲ့ပြီးတော့မေဆန်မောင်ကိုထည့်လာတာကမေဆန်မောင်အနေနဲ့သူပါလဲဆိုတာပြသသွားနေနေပေါ့နော်ဒါကြောင့်ကစားမားတွေဘက်ကကျွန်တော်ကြည့်ရင်တော်တော်လေးအဆင်ပြေတယ်လို့ကျွန်တော်ထင်တယ်เนาะကျွန်တော်တို့ဒါ friend sketch မှာကျွန်တော်ထပ်ပြီးတော့ကျွန်တော်ပြောကြပါမယ်โอเคဆိုတော့ကျွန်တော်ဒီနေ့အဓိကပြောချင်တဲ့အကြောင်းအရာကနီးပြပဲကျွန်တော်တို့ကဘာလို့လဲဆိုတော့เนาะဘာလို့လဲဆိုတော့ကကျွန်တော် အဲမိတဲ့လောက်လုံးပေါင်းပြရတယ်နော်ဒီတိုင်းကြီးမဲ့တူတူအထောင်နေနော်โอเคပါနော်ဆိုတော့ကျွန်တော်တို့ခုနကနီးပြနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်ကျွန်တော်တို့ခြေပွဲတွေမှာကျွန်တော်ဝေဖန်ရတဲ့ဘာတိရတဲ့အတိုင်းပဲဒါပေမဲ့လို့ကျွန်တော်တို့တွေးရမှာကကျွန်တော်တို့လူကျင်တာဒီအပြောင်းလဲပဲကျွန်တော်အများအားပြောတယ်ကျွန်တော်တို့လူကျင်တာဒီ MO ရင်းအနေနဲ့အလုတ်မဖြစ်တဲ့အရာကိုအလုတ်ဖြစ်တဲ့အရာနဲ့ပြောင်းလဲခြင်းနဲ့အပြောင်းလဲပဲဒါပေမဲ့ကျွန်တော်အနေနဲ့ပေါ့နော် MO ရင်းကမပြောင်းလဲဘူးသူကိုယ်တိုင်ကလည်းဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးဆိုတဲ့အရာကိုကျွန်တော် formation ကိုအဲ့လောက်ကြည့်ကြည့်ပေါ့နော် ကျွန်တော်ကစိတ်မပေါအောင်စိတ်မပေါအောင်ဆိုတော့ကျွန်တော်တို့ကဒီ formation နဲ့လည်းအလုပ်ဖြစ်အောင်ကျွန်တော်အနေနဲ့သွားလို့ရတယ်ဆိုတော့အဓိကကကျွန်တော်အနေနဲ့ပေါ့နော်တကယ်တကယ်ကိုကွင်းထဲမှာကိုရည်ရွယ်ချက် imposition out of position ဘလူကစားသလဲဆိုတဲ့ရည်ရွယ်ချက်ကအဓိကပဲအဲ့ဒါကိုကျွန်တော်တို့ကကြည့်ရမှာဆိုတော့အခုဒီပွဲမှာဆိုလို့ရှိရင်ပေါ့နော်အဲနီးပြအနေနဲ့အဲ့လိုအပြောင်းလဲတွေကျွန်တော်လုတ်ထားတော့ဒါကြီးနေဆရာအပြောင်းလဲကိုကျွန်တော်ကကြိုဆိုရမှာဗျာသိလားအပြောင်းလဲဆိုတာကနီးပြအနေနဲ့ကျွန်တော်တို့ဒါပွဲထွက်တာပါတော့343ကနေပြီးတော့433ကြီးပြောင်းလိုက်လို့ဒါအပြောင်းလဲပြောတာမဟုတ်ဘူး ဒါဟာ formation အပြောင်းလဲပဲရှိတာ formation ပြောင်းပြီးတော့အထက်မှာရှိတဲ့ကျွန်တော်တို့ကတော့ system ထားပါတော့ဗျာ intention နော်ကိုယ့်ရဲ့ imposition ယူရချက်ကဘယ်လိုလို့ auto position မှာဆိုငါတို့ယူရချက်ကဘာလို့ငါတို့ကဘယ်လိုမျိုး principle တွေရှိကြတာဒါတွေအပြောင်းလဲမလို့ရင်၄33မကလို့၄2 3ပြောင်းပြောင်း4 5 1ပြောင်းပြောင်းအားလုံးကအတူတူပဲအဓိကကကျွန်တော်ပြောင်းလဲရမှာက system နော်ပြီးလို့ရှိရင်ကျွန်တော်ကအဲအတဲမှာကျွန်တော်တို့ကစားတဲ့အခါကိုစီချီဘောလုံးရောက်တဲ့အခါဘယ်လိုကစားမလဲကိုစီဘောလုံးမရှိတဲ့အခါဘယ်လိုကစားမလဲဒါပဲ ကျွန်တော်မြင်မှတတိထားမိလိမ့်မယ်လို့ယူဆပါတယ်ကျွန်တော်ပထမပိုင်းမှာဆိုကျွန်တော်တအားသိတာတယ်ပထမပိုင်းမှာဆိုရင်ဗာလဲဆိုတော့နီးပြအမ်မိုနီယာပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ကစားတဲ့ formation တစ်ခုရှိတယ်ဗျာနော်တိုက်စစ်မှာ343နဲ့ကျွန်တော်တို့သွားရတယ်ပေါ့ဝင်းဂါစီကကျွန်တော်အချိန်မီနီယာမရောက်လာနေတာကလွဲလို့ရှိရင်ဒါပဲပြီးလို့ရှိရင် out of position မှာကျွန်တော်ရဲ့ shape ကရှင်းတယ်523ပဲနော်ကျွန်တော်523ပဲအဲ့တော့ဗာဖြစ်လဲဆိုတော့ကွင်းလယ်မှာနှစ်ယောက်တည်းရှိတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ကပြိုင်ဘက်ကပေါ့နော်ကွင်းလယ်ကို3ယောက်လောက်4ယောက်လောက်ထားလိုက်တာနဲ့တိုင်ဘက်ရောကိုဒီ ပရက်စင်သွားနေပါလေဆိုတဲ့တိုက်စစ်၃ယောက်ကိုပါစင်တစ်ချက်နဲ့ line breaking pass တစ်ချက်နဲ့ပြီးလိုက်ရင်ကိုရီးယားဒုက္ခရောက်ပြီးကွင်းလင်းမှာဆိုတော့ဒါကို MBO ရင်ကဘောနော်ပရမာပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်အမျိုးမျိုးမြင်တာအမျိုးမျိုးမြင်တာဆိုတော့ကထပါတော့အများအားဖြင့်ပရမာပိုင်းမှာမြင်ခဲ့ရတာဒီ532တွေပါလေဖြစ်သွားပြီဘာလို့လဲဆိုတော့532ဒီကွင်းလေကျွန်တော်တို့ဘောနော်ကွင်းလေကိုလုံးဝပြိုင်ဘက်က overload လုပ်လို့မရအောင်ကျွန်တော်ပိတ်တယ်ပြီးလို့ရှိရင် block လုပ်တဲ့အကွက်ဆိုတော့ကွင်းလေကိုကျွန်တော်ပြိုင်ဘက်ကအသာကြီးယူလို့မရဘူး နော်ပြီးရင်ကျွန်တော်အနေနဲ့541အနေနဲ့ကျွန်တော်တွေးခဲ့ရတယ်ရှက်ကိုတယောက်တည်းရှေ့မှာရှိနေပြီးတော့မေဆန်မောင်းကအစွန်ကိုထွက်နော်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဒါအန်ဘူမူကအစွန်ကိုထွက်ပြီးတော့541 out of position ရှိပြီးကျွန်တော်တွေးရတယ်523မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်ဘယ်လိုပြောမလဲဒီအန်ဘူမူကနော်အန်ဘူမူကနော်အန်ဘူမူကကျွန်တော်တိုက်စစ်မှာဘင်ဂျမင်ရှက်ကိုနဲ့တွားပေါင်းပြီးတော့532ကျွန်တော် block တွေပါလေလုတ်တယ်ဆိုတော့ဒါဒီကျွန်တော်မြင်ကျင်တဲ့ညာအဓိကကကွင်းအကွင်းမှာအကျွန်တော်အတင်းတင်းမှာအရေးကြီးဆုံးကကွင်းလေပဲကွင်းလေကို အားနည်းခြင်းမရှိအောင်ကျွန်တော်တို့ကကာကွယ်ရမှာအဲ့တော့ကျွန်တော်တို့အနေနဲ့541မှာဆိုလို့ရှိရင်လည်းကွင်းလယ်မှာပြောစရာမလိုဘူး532မှာဆိုရင်လည်းကွင်းလယ်မှာပြောစရာမလိုဘူး523မှာဆိုလို့ရှိရင်ကိုရီးယားတိုက်စစ် line ကျော်လာပြီဆိုတာနဲ့ကျွန်တော်တို့ကခံရပြီအဲ့တော့ကျွန်တော်တို့လူကျင်တာဒီဒီလိုမျိုးလူပြအပြောင်းလဲတချို့ပဲကျွန်တော်တို့ဒီလိုအပြောင်းလဲကိုကျွန်တော်တို့ကကျူဆူရမှာဗျာเนาะကျွန်တော်တို့111 1တာ1တာတပန်းကျူဆူရမှာဒါတွေကိုကျွန်တော်မြင်ချင်းတာဆိုတော့အဓိကမေးခွန်းကတစ်ခုရှိတယ်တိလားနီးပြအံပိုရင်းကဒီအပြောင်းလဲကိုသူဘယ်လောက်ထိဆက်သွားမလဲဆိုတာပဲဘာလို့လဲဆိုတော့ ကျွန်တော်တို့ဒီရာတီယိုခြေစမ်းပွဲမှာဆိုလို့ရှိရင်အမ်ဒင်အပြောင်းလဲလုပ်တဲ့အရာတွေကျွန်တော်ရှိတယ်။ထားပါတော့ဘုံမောင်းတဲ့ပွဲဘုံမောင်းတဲ့ပွဲဆိုလို့ရှိရင်ကျွန်တော်ဘောနော်ဒါ diamond shape တွေပါတယ်သူအပြောင်းလဲတွေပါတယ်လုပ်တယ် imposition မှာကိုယ်ခြေတဲ့ဘောလုံးရှိလို့ကိုယ်တိုက်စစ်ဆင်နေပြီဆိုရင် imposition အပြောင်းလဲတွေပါတယ်ကျွန်တော်ရှိတယ်။အဲ့တော့အဲ့မှာအလုပ်တွေပါတယ်ဖြစ်ခဲ့ပဲပြဿနာကဘာလဲဆိုတော့နောက်ပွဲလေးကြာရောအဲ့ဒါကို तू ဘယ်တော့မှပြန်မသုံးတော့ဘယ်တော့မှ तू ပြန်မသုံးတော့အခု DM မှာလဲကျွန်တော်တို့ကစိတ်ပူရမှာကအဲ့ဒါပဲစိတ်ပူရမှာကငါတို့အနေနဲ့ဘောနော် ဒီပွဲမှာသူတို့အပြောင်းလဲတွေလုပ်လို့အလုပ်ဖြစ်သွားပြီဟုတ်တယ်တကယ်လည်းပဲကျွန်တော်အနေနဲ့ပေါ့နော်ကျူစုရမှာတကယ်ကျွန်တော်လူကျင်တာလဲဒါမျိုးပဲဒီပြည်တနာကဘာလဲဆိုတော့ဒါကိုဘလောက်ထိဘယ်နှပွဲထိသူသုံးမလဲဆိုတာပဲပြိုင်ဘက်ပေါ်မှာမူတည်ပြီးတော့အပြောင်းလဲလုပ်တာဒီပြည်တနာမရှိဘူးဒါပေမဲ့အလုပ်မဖြစ်ပါဘူးဆိုတဲ့အရာကြီးကိုတောက်လျှောက်ကြီးသုံးနေတာတဲ့စားလို့ရှိရင်အလုပ်ဖြစ်တဲ့အရာတွေကိုပြောင်းလဲဖို့ကြိုးပမ်းတာဒီကျွန်တော်အနေနဲ့ပေါ့နော်ဘယ်လိုပြောမလဲဒါကျူစုရမယ့်အရာနောက်တစ်ခုရှိတာက ဟိုတပွဲတည်းနဲ့နိုင်ပွဲတပွဲတည်းနဲ့ကျွန်တော်ကအရာအလုံးအဆင်ပြေသွားပြီလို့ကျွန်တော်မတက်မတွက်လိုက်နေပြန်သေးလားဘာလို့လဲဆိုတော့ MOD လက်အောက်မှာကျွန်တော်နိုင်နိုင်နေဆိုတဲ့ပွဲတွေကျွန်တော်ရှိခဲ့ဘူးတာပဲเนาะနိုင်လို့ကျွန်တော်ကပြောနေတာမဟုတ်ဘူးเนาะနိုင်လို့နိုင်လို့ပြောနေတာမဟုတ်ဘူးဘာလို့လဲဆိုတော့နိုင်နိုင်ပွဲဒီ imminent လိုအပ်တဲ့အရာဒီပွဲမှာနိုင်ပွဲက MOD အတွက် imminent လိုအပ်တဲ့အရာကစားမားရေးအတွက် imminent လိုအပ်တဲ့အရာဒါမှမဟုတ်ဘောနော်ငါတို့ဘလို့နိုင်ခဲ့တယ်လေဆိုတာအရေးကြီးတယ်ကျွန်တော်ဒီပွဲနိုင်ခဲ့တဲ့ပုံစံနဲ့ဘန်လီနဲ့နိုင်ခဲ့တဲ့ပုံစံကျွန်တော်စဉ်းစားကြည့် ဗန်လီနဲ့ပွဲမှာဆိုရှင်ပထမပိုင်းမှာကစားသမားတွေကအဆင်မပြေဘူးတယောက်ချင်းဗာလဲအတုံးမချနိုင်ကြဘူးအခွင့်အရေးတွေတုံးမချနိုင်ကြဘူးဒါမှမဟုတ်ခန်းစစ်မှာပြဿနာတွေကြုံနေရတော့ကွင်းလယ်မှာပြဿနာတွေကြုံနေရတော့ဂိုးတွေပြန်ပြေးနေရတော့မယ်ဒါပေမဲ့ဒီပွဲမှာကျွန်တော်ဘောနော်ဆန်ဒလန်ဘက်ကအပိုင်အခွင့်အရေးဆိုလို့တလုံးတော့ပဲကျွန်တော်ရှိခဲ့တာနော်ကွင်းလယ်မှာဆိုလို့ရှင်ဆန်ဒလန်လာလို့မရဘူးတောင်ပိုင်းတွေကနေဖြတ်တင်ဖို့ဒီကောင်တွေသွားဖို့ပဲကျွန်တော်ကြိုးပမ်းနေတာဆိုတော့ဒါဒီကျွန်တော်လိုချင်တဲ့ကွင်းလယ်ကြစ်လင့်မှုဗျာခန်းစစ်ကိုကျွန်တော်ကဘောနော်သွားတဲ့အခါမှာအရေးအကြီးဆုံးဒီကြစ်လင့်မှုပဲ ။နော်ကြစ်လင့်မှုရှိအောင်ကျွန်တော်တို့သွားမှာ။ဒါကြောင့်ဒီအပြောင်းလဲတွေဒီကျူစုရမယ့်အရာပြီးရင်နိပြအံပိုရင်းကဘဏ္ဍပွဲတီမိဒီအပြောင်းလေးကိုသုံးမလဲ။ဒါကိုကျွန်တော်တို့ကြည့်ရမှာပဲ။ပြီးလို့ရှိရင်လည်းဒီတပွဲတွေနဲ့ကျွန်တော်တို့ကဘာလို့ကျွန်တော်ပြောသလိုပဲဒီစန်တလန်နဲ့ပွဲမှာ99ရှုံရှုံတည်ကြကြအံပိုရင်းမှာပြောင်းလဲခြင်းပါတယ်ဆိုတဲ့ရည်ရွယ်ချက်ရှိသလား။ဒီဝဲချက်မရှိဘဲနဲ့ပေါ့နော်ကျွန်တော်တို့ရှေ့ဆက်အချိန်အများကြီးပြီးလို့မရဘူးဆိုတော့ Ambodin ဒီပွဲမှာအလုပ်ဖြစ်ခဲ့ပြီးဒီလိုမျိုးမျိုးဘယ်လောက်ထိပေါ့နော်မင်းရှေ့ဆက်သွားနိုင်မလဲဒါတွေကိုအတင်းဘက်ကကျွန်တော်တို့ကြည့်ရမှာဗျာ ဒါကြောင့်ပေါ့နော် MOD နဲ့ပတ်သက်လို့ဒီပွဲမှာအပြောင်းအလဲတွေမြင်ရတာဒီကြိုးစိုးစင်းနေရမှာဝမ်းသာစရာပါ။အဲမဲ့လို့ Ineos တို့ဘက်ကဘယ်လိုဆုံးဖြတ်ချက်တွေချမလဲကျွန်တော်ကြည့်ရမယ်နော်။အလုတ်ဖြစ်တဲ့အရာတွေကိုကျွန်တော်အနေနဲ့ကြိုးစားရမယ်။အလုတ်မဖြစ်တဲ့အရာတွေကိုကျွန်တော်တို့ပြောင်းလဲတာတွေကိုကြိုးစားရမှာပဲ။ဆိုတော့ MOD ဘယ်လောက်ထိကျွန်တော်တို့ပေါ့နော်သွားမလဲကျွန်တော်ကြည့်ရမှာပဲနော်။ Chelsea ပွဲဒီလိုကြည့်ချင်လို့ပြရတယ်နော်။ဆက်သမိုင်းနော်လော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 ဆယ်တော့ကျွန်တော်တို့ပေါ့နော်ဒီမဲ့ဒီကမပြီးသေးလို့ဆက်သမိုင်းဟိုမှာစနေပြီပွဲရနော်။အဲ့ဒါကြောင့်ပါ sorry နော်။ ဂရီမတီဘူးဆိုတာကျွန်တော်ပြောရလေကျွန်တော်ကြူပြောရနော်အချိန်မီလို့ရှိရင်ကျွန်တော်တကယ်သွားမယ်လို့နော်ဒါလောကဗျာတဲ့တရုတ်ဆောင်လှုပ်ရှားมาတဲ့နော်ပရူပလီယာရောင်ဆောင်ထားတာဗျာဒီကဲកောင်းမဲတယ်နော်မင်းဒါလောကဘလူးမန်းကိုမသိဘူးဒါလောတကယ်နားမလည်ဘူးတည်လားနော်ပြင်းမယ်လွားမယ်ဆိုတာကြီးပဲနော်လက်ပြင်းမယ်ဒါပဲရတာအဲ့ကောင်ကိုလက်ပြဖို့အတွက်ကိုတည်တန့်ထည့်ရမယ်ချင်ဒီမှာရှိမယ်နော်လာမင်းရဲ့ပွဲဥတော်မှာလည်း clean sheet ရသွားတော့နောက်ပွဲတွေယုံကြည်မှုရသွားမယ်လို့မျှော်လင့်နေရတယ်เนาะနီးပြားကဆက်ပြီးတော့တုံးဖို့လည်းမျှော်လင့်နေတာဗောလေ နော်ဂူသမားကတော့ဗျာနော်တက်တက်လုံးမင်းဂူမပြရဘူးလို့တော့မရှိဘူးပေါ့ဟုတ်တယ်မလားအမားဆိုတော့လည်းရှိကောင်းရှိလာမှာပေါ့သို့တော်လည်းပဲကျွန်တော်တို့လိုအပ်နေတဲ့အခြေအနေမျိုးမှာနီးပြအမူရင်းအနေနဲ့ပေါ့အဲဆိုသူ့ကိုယုံကြည်မှုပေးတယ်ယုံကြည်မှုပေးတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင် သူကိုယ်တိုင်ကလင်းရှိကျွန်တော်တို့ရတယ်ပေါ့နော်ကလင်းရှိရတယ်ပြီးရင်တချို့အဲဆွဲဝင်တာတွေဘာတွေလဲကျွန်တော်တို့ရှိတယ်ပေါ့နော်ဆွဲထွက်တာတွေဘာတွေနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဖြတ်တင်ပေါ်တွေကလိမ်းနာတွေဘာဒါတွေကတော့ဂျင်းနဲ့ဆရာပေါ့လေအမားတွေဘာတွေမလုပ်ဘူးဆိုတာတွေကတော့ဂျင်းနဲ့ဆရာပေါ့နော်အဲကြောင့်ဒီပွဲကတော့အဆင်ပြေတယ် နီးပြအမွန်တွေအင်မတန်လိုအပ်တဲ့ပွဲပါဆိုတော့ဒါပြင် international break နားပြီးနီးပြအနေနဲ့အဲ့ဒီ international break မှာဘာတွေဆက်ဖြစ်မလဲနီးပြအနာဂတ်ဘယ်လိုဖြစ်မလဲဒါတွေပဲကျွန်တော်မျှော်လင့်ရမယ်နော်ဆိုတော့ United ကပြရတဲ့ crossing by နေတော်တော်လေးကိုအားနေနေတာတဲ့အဆင်မပြေဘူးတဲ့နော်အုတ်တယ်ဆက်သမားနော် crossing by နေကျွန်တော်အားနေနေတယ်တူတော်လည်းပဲအဆင်ပြေဖို့ကျွန်တော်မျှော်လင့်ရမှာပါဗျာကဲပါဆက်သမားဒါပြင်ကျွန်တော် fantasy schedule ရှိပါတယ် fantasy schedule ရှိပါတယ်ဒါအပြင်ကျွန်တော်ဒီမှာကျွန်တော် link တစ်ခါလေးပေးလိုက်မယ်ဗျာနော် brother တို့ဒီမှာအဲဘယ်လိုပြောမလဲနော် okay နော် ဒီမှာကျွန်တော်အနေနဲ့ဒီဝင်လို့ရပြီလို့ကျွန်တော်ပြောရတယ်ဗျာနော်ဒီ Sunderland နဲ့ပွဲတွေကျွန်တော်ပွဲကစားမားတွေရဲ့ player rating ညီကတို့ဝင်ပေးလို့ရပါပြီနော်โอเคရပါပြီဆိုကစားမားတွေရဲ့ player rating ညီကတို့ဝင်ပေးလို့ရပါပြီနော်ဒီ player rating လေးတွေဝင်ပေးရပါဘူးနော်ကျွန်တော်တို့ player rating လေးတွေဝင်ပေးပြီးတော့ကျွန်တော်ဒါဘသူကအကောင်းဆုံးဖြစ်ခဲ့လဲနော်ကျွန်တော်ဒါအော်အမှန်ကျွန်တော်ကြည့်ကြည့်ကြပါအောင်ဆရာတမနော်ဆိုတော့အဲ့မှာဆိုလို့ချင်းညီကတို့တွေ့ရမယ်ကစားမားတွေရဲ့ဗောနော်အောက်မှာလက်မလေးရှိတယ်အဲ့လက်မလေးကကိုက အကောင်လုံးကစားမကဘာတူလဲပေါ့နော်ဒါ man of the match ပေးခြင်းနဲ့ဆိုလို့ရှိရင်အဲ့လက်မလေးကိုပေးလိုက်ပါနော်အကောင်လုံးကိုကျွန်တော်ကိုပေးခြင်းနဲ့ဟာကိုပေးပေးပြီးလို့ရှိရင်ဟိုအောက်ဆုံးမှာနီးပြကိုလည်းကျွန်တော်ပေးလို့ရတယ်နော်နီးပြကတော့ဒီနေ့ဘွဲအပြောင်းလေးတွေလှုပ်ထားဆိုတဲ့အခါကျတော့ထိုက်တဲ့တန်တော့ပေးကြဆိုတော့ပေါ့နော်ဟိုဟိုအောက်ဆုံးမှာပေါ့နော် submit your vote ဆိုပြီးတော့ရှိတယ်အဲ့မှာညီကတို့ပေါ်လာပါလိမ့်မယ်နော်ဆိုတော့ ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျေးဇူးများတင်ပါတယ်ဆိုတော့ဝင်ပြီးတော့ပုံပေးကြပါအောင်เนาะကျွန်တော်တို့ခဏနေကျွန်တော် Fantasy Sketch မှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးပါဆက်သမိုင်းเนาะအားလုံးကိုကျေးဇူးပါကျွန်တော်အကြ ాయి တော့ကျွန်တော်ပြောတော့ new တို့ Liverpool ဘက်နဲ့ Chelsea ဘက်နဲ့လာနေတော့ကြည့်ကြပါအောင်เนาะအားလုံးကိုကျေးဇူးပါဆက်ရအောင်เนาะ Chelsea ဘက်လောက်ပါအောင်နဲ့ Okay ကျွန်တော်မှီသလားလောက်မယ်ဗျာမှီသလားလောက်မယ်ကျွန်တော်မှီသလားလောက်မယ်ခေါင်းကတော့မူးနေတာမှီသလားလောက်မယ်ဆက်သမိုင်းเนาะအားလုံးကိုကျေးဇူးပါเนาะ